အားလုံးပဲမင်္ဂလာပါမောင်ထွန်းသူလစ်ဘွန်မှာတ냐အပိုင်းနဲ့ဆက်နေခဏနေတော့ကျွန်တော်ငုတ်မီဖနံကျိုးချီဟန်စောင်းနေနောက်ဘက်ကအချင်းနေကိုထိတ်တခုဆောင်းကြည့်ကျွန်တော်နောက်ကိုလိုက်လာတဲ့လူတယောက်မှမရှိဘူးကျွန်တော်ခက်မက်မြန်ဆက်လျှောက်လာတယ်ကျွန်တော်လက်ထဲမှာအဲ့ဒီအချင်းကတောင်းလင်းတောင်းထရှိရေးစရစရန်းနေစွန်းစွန်းလင်းလင်းပေါင်ခဲ့တာမဟုတ်ဘူး ပြင်းစစ်ကတော့အတော်ကလေးပြော့တတ်နေပြီဒီနိုင်ငံကလေလှုပ်ရှားနေတဲ့အချိန်မဟုတ်လားမြို့ရဲမှာဂျာမနီတင်ထားတဲ့မြေကထွက်ပြေးတင်းရှောင်းလာတဲ့လူကြီးနေပြည်နေရတယ်။လမ်းဒီပေါ်မှာကလည်းရှင်မျိုးမျိုးတွာလာလှုပ်ရှားနေရဲ့တင်းလာတဲ့ပစ္စည်းတွေကအပြည့်အစုံအမျိုးဆုံးအေးရတွေကရင်နေစပွဲကလစ်တိုင်းကြောင်းရင် BOO ကပကံတွေအစုံမင်းပြီးတော့ထွက်ပြေးလာကြတဲ့စစ်သားတွေ ကျွန်တော်စတော့စနေဒီဇိုင်းကိုရောက်သွားတယ်။ဆိုင်ပပက်လေးမှာဟင်းသီးဟင်းရွက်ခင်းလေးနဲ့တောက်လေးရှိဘီယာကန်ထဲမှာတော့ဝိုင်နဲ့ရေပေါင်းမိုးနဲ့ရေပြီးတော့ကော်ဖီနဲ့ရေတင်းပြန်နေရပြီ။မိန်းကလေးစပွဲတို့တရားကျွန်တော်စီရောက်လာတယ်။ဖက်နဲ့မပါဘူး။စပွဲကင်းပထမခင်းပြီးပြီးတော့ကော်ဖီတူပကန်တလုံးပကန်များတစ်ချက်ပေါင်းမိုးတလုံးနဲ့ပြားရည်တစ်ခွက်လာချပြီး ဘလောက်စင်ကြလဲပါရီကခွာရင်းအောင်အခုလိုအပြင်းစင်အခင်ချင်းမျိုးမမြင်ခဲ့အောင်ကြပြီဖုန်နေတက်နေရဲ့ခြံစည်းဥပြင်မကောင်းကွေအက်ပြက်ပြားနေရဲ့ကဘာလောကကြီးဟာစူးစူးညင်ညင်လှုပ်ရှားနေတပင်းရောင်မှာတီချကဘာလေးလိုဖြစ်နေရဲ့ဒီနေရာကလေးမှာတော့စိတ်ငြိမ်အေးချမ်းနေဒွေဝီပြန်တန်းနေကြတဲ့ပြာတန်တွေ နေဦးလူရဲ့ရွှေရောင်တန်းနေရဲ့အလင်းရောင်တွေအလုံးဟာတာယာလှပနေကြတယ်ကျွန်တော်ဟာတဲကနာယာကြီးတွေ ရပောင်းများစွာခီးရှည်ကြည့်သွားမေကလအုပ်တကောင်မရမနာရေတော့ပြီးရေတို့လောင်းနေတယ်လို့ပဝင်းချင်းကအလှပနဲ့တာယာမှုတွေကိုအငမ်းမရတောက်တုံးနေမြင်မျက်လုံးတွေကိုစုံမိပြီးအလင်းရောင်ရဲ့အရာတော်ကိုအပြည့်အဝရယူခံစားနေမြင်ဘူဒနာမှာပြင်သစ်လက်နက်ကန်ပလိတယောက်ရဲ့နေကျွန်တော်ပြောက်သွားတာကိုစကန်းကတည်သွားပြီလားချက်ချင်းတော့တိမယ်မထင်ဘူးဒါပေမဲ့လက်တလောကတော့မြေထားလက်နဲ့ ခက်ခွာနေသေးတာကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အချို့ကြနေရဲ့လူတယောက်ကတန်ဆူးကျိုးတွေကာရန်ထားတဲ့စကန်ထဲမှာရှိနေသည်မြန်ကလာပလုံသူ့ဘဝဟာလုံခြုံမှုရှိနေ။ဘသူကမှသူ့ကိုအရေးတူလည်းမလုပ်ဘူး။အဲထွက်ပြေးလို့လွတ်သွားပြီဆိုရင်တော့သူဟာတိတ်ကိုအရေးပါရာရောက်တဲ့လူတယောက်ဖြစ်သွားပြီ။ကျွန်တော်ထွက်ကားကြီးတစ်စီးကိုတားပြီးတက်လိုက်လာခဲ့။ဒရိုင်ဘာကြီးကစီကြီးကိုစေတယ်။ ်ပြီးတော့ဂျာမန်တွေကိုရောပြင်သစ်အစိုးရနဲ့အမေရိကန်အစိုးရကိုပါတိန်ကြုံမိစေနေဒါပေမဲ့ကျွန်တော်ကားဘောကမစင်ခင် သူ့နေ့လေစာကိုတဝက် ခွဲကြည့်လိုက်တယ်ကျွန်တော်တနားရီလောက်ရှောက်ပြီးတော့မြေထားဘူးတာတစ်ခုကို ရောက်သွားတယ်ကျွန်တော်ပေါ်မှာဘေးလူတွေတန်တဲ့ဝင်မလောင်ကိုကိုကိုတည်ထားပြီးနေထိုင်လုကင်သွားတယ်ကျွန်တော်ခက်တီတီပဲဘူတာတွေဝင်သွားပြီးနောက်တစ်မျိုးထိပထမတန်းတွေလက်မှတ်တစ်စောင်ဝင် လက်မရောင်းသမားကရုတ်တရက်မရောင်းသေးပြီးတုံဆန်းဆန်းလုပ်နေကျွန်တော်စီကဆရာစတဲ့နေတောင်းနေမဆွေးနေတဲ့အတွက်ကျွန်တော်ကလက်မရောင်းသမားကိုအယောင်းနှစ်ရကောင်းလားလို့တဟောက်တဟာလှုပ်လိုက်တယ်လက်မရောင်းသမားကအံ့အားသင့်ပြီးကြောင်ကြည့်နေလန့်လင်းလန့်သွားတယ်ချက်ချင်းပဲလက်မထုတ်ပြီးလက်မရတော့ကျွန်တော်စတော့ဆန်ဒီဇိုင်းနေဝင်သွားပြီးထိုင်မီမီရထားလာကိုစောင့်နေရထားကတနားရီလောက်နောက်ကျတယ် ကျွန်တော်ဟယ်လီယက်စကန်ကိုရောက်ဖို့၃ရက်တိတိသွားခဲ့ရတယ်။အချိန်မှာပလေးတယောက်ကကျွန်တော်ကိုစီးတာတယ်။ကျွန်တော်ဂျာမန်စကားနဲ့ဒေါသကြီးအောက်ဟစ်ပြီးချက်ဝစ်စီနိုင်ငံကူးလက်မဆောက်ကိုခွေရင်ပြလိုက်တယ်။သူလန့်သွားတယ်။ကျွန်တော်ကဘာမှထပ်မပြောပြီးထွက်လာတဲ့အတွက် သူဝမ်းသာတဲ့လက္ခဏာရှိရင်အော်စတြီးယားနိုင်ငံဟာဂျာမနီရဲ့အစိပ်ပိုင်းတစ်ခုမဟုတ်လား။ဩစတြီးယားနိုင်ငံကူလက်မဆောက်ဟာဂက်စတာဘိုစစ်ပလေးအဖွဲ့ကထုတ်ပြီးဒီ element မှု တော်တော်ထိရောက်တာပဲသိသွားပြီဖြစ်တယ်လူတရားနိုင်ငံကုလမကောင်ဒီလောက်အထိဆန်းဆောင်နိုင်တာအံ့ဩစရာပဲဟဲလင်စကန်ရောက်ဖို့တောင်သုံးလုံးတက်ရတယ်ပထမတောင်ကုန်းတွေနဲ့ချုံမှုတွေကိုဖျက်ရတယ်ဝါရောင်ပန်းကလေးတွေပွင့်နေတဲ့စုချုံတွေအများကြီးပဲနောက်ပြီးတော့တက်တော့ကျွန်တော်ဟိုကိုရောက်တော့နေအတော်လေးစောင့်နေပြီစကန်ကတော့ထုံးစံတိုင်းမင်းတန်စုချုံတွေကဟာရင် ဒါပေမဲ့အပြင်းမှန်းကြည့်ရတာလီဗာနဲ့စကန်လောက်ဆိုးမလက္ခဏာမရှိဘူးအမျိုးသမီးအချင်းစကန်မို့ထင်တာပဲကျွန်တော်တော့အုပ်ထည်ကိုလှမ်းကြည့်လိုက်တော့ရောင်မျိုးစုံဝက်စားဆင်ထားတဲ့မိမတွေကိုမြင်နေခေါင်းမလေးပေါ်ဝါရီစီးထားတယ်မြင်ဝင်းကိုကြည့်ပြီးကျွန်တော်စိတ်တမျိုးဖြစ်သွားတယ်ကျွန်တော်ထင်ထားတာက အလွန်စိတ်ဖြစ်စရာကောင်းနေနေရာတနေရာဖြစ်နေမယ်လို့ထင်ထားတာစပိန်စာရေးဆရာကြီးစာဝင်တီးရဲ့ဆွေထူတွေကတေးကောင်းကြီးဂျွန်ကွီလို့ ကျူးကျော်ဝင်ရောက်လာမယ့်နေရာမျိုးဖြစ်မှာပဲလို့တွက်ထားတာဟဲလင်းနေနဲ့အခုလိုနေရာကောင်းမှနေရလို့ကတော့ကျွန်တော်ကိုမိတော်မယ်ထင်တာပဲကျွန်တော်တနေရာမှာပုံမီအနေထားကိုလေ့လာတယ်ညနေဆောင်တော့မိမတယောက်ချင်စီယူနာကပ်လာတယ်တခြားမိမတွေကလည်းသူ့စီရောက်လာကြတယ်မချောင်းခင်မှာပဲအုပ်စုတစ်ခုဖြစ်လာတယ်သူတို့အားလုံးရက်နေကြတယ်တယောက်နဲ့တယောက်စကားမပြောကြဘူးတန်းစူးစူးကြကနေပြီးအပြင်ကိုချောင်းကြည့်နေကြတယ် ရှိနေတဲ့မျိုးလုံးတွေကမမြင်ရလို့ပဲအမှန်တော့သူတို့ကြည့်လို့မြင်လို့နေတာကလွတ်လပ်မှုပဲကောင်းငင်ဟာခန်းရောင်ကို ပြောင်းသွားတယ်ဟိုတကွက်ဒီတကွက်ကြာနေတဲ့အလင်းအောင်ပျောက်ထိပျောက်ကြတွေကိုတော့မြင်ရသည်ရန်နေရဲ့မိမာတွေကအရေးလို့ဖြစ်လာတယ်သူတို့မှာရှိနေတဲ့အယောင်မျိုးစုံဟောင်းပျောက်ွယ်ပြီးအားလုံးမဲမှပါတယ်လူယောက်ကလည်းတဖြည်းဖြည်းနေလာတယ်တယောက်ပြီးတယောက်စကန်းကိုပြန်သွားနေကြပြီ ချန်စီယူနာမှာရက်နေရကောင်မိမတယောက်ပဲရှိရတယ်။ကျွန်တော်သူ့နာကိုသတိထားပြီးကတ်သွားတယ်။အကြောင်းနဲ့တော့လို့ကျွန်တော်ကပြင်သစ်စကားနဲ့လှမ်းပြောတယ်။မကြောက်နဲ့ဟုတ်လား။သူကပြန်ပြီးဘာကိုကြောက်မှလဲ။ကျွန်တော်ခမည်းစီကအကူအညီတခုလောက်တောင်းချင်လို့ပေါ့။นี่อายุเยมาถ้าก็เลยติชาบ่มาไม่ชื่อหรอกล่ะวะก่อนเองตู้ก็เปลี่ยนเหมือนดิ ကျွန်တော်သူ့ကိုပါဇက်ဟောင်းသားနေငေးကြည့်နေမိခမားပြောတဲ့အိဗေကဘာလဲအာကျန်ဆောင်နေနေနေဟဝက်တကောင်နေဘာမှမထူးအတူတူပဲနင့်ရွာရဲမောင်မိမတယောက်မှမရှိရလို့လားအာရန်ရာတိုင်းဒီနားပဲလာရင်နေ နောက်ဆုံးမှာတော့ကျွန်တော်နားလေသွားတယ်ခမားလူလွဲနေပြီကျွန်တော်ကပြောတယ်ကျွန်တော်ဒီစကန်လေးကမိမတယောက်နေစကားပြောချင်လို့လာတာ ။အော်နင်းလူကျင်တာနာမေးလား။ဘာကြောင့်တယောက်ထိပြောချင်တာလဲ။နှစ်ယောက်နဲ့မပြောချင်ဘူးလား။အားလုံးတွေကောမပြောချင်ဘူးလား။ကျွန်တော်ပြောတာနားထောင်ပါဦးဗျာ။ဒီစကန်နဲ့မှကျွန်တော်မိမရှိနေရင်ကျွန်တော်သူနဲ့စကားပြောချင်လို့ပါ။နင်းလဲအတူတူပါပဲ။ပြောပြီးအမျိုးသမီးကရေသူ့ကြည့်ရတာစိတ်ဆိုးအောင်တော့မပေါ်ဘူး။လေကွက်တက်ကလေးတခုပေါ့အပတ်တိုင်းနင်တို့လူစုဟာလေကွက်တက်ကလေးယူလာတတ်ကြတယ် ကျွန်တော်ဒီနေရာကိုအရင်တော့တစ်ခါမှမလာခဲ့ပါဘူးဗျာ။နေငါအတိမြန်တက်မြန်နေလူဖြစ်မှာပေါ့။နေငရဲပြီးသွားတော့မဟုတ်သေးပါဘူး။ကျွန်တော်ပြောတာတစိမ့်နာတော့မအောင်။ကျွန်တော်ကဂျာမန်စကားနဲ့ပြောရင်းကျွန်တော်ခမည်းကိုပြောချင်နေတာကဒီစခန်းထဲမှာရောက်နေရေအမျိုးသမီးတစ်ယောက်စီသွားပြီးကျွန်တော်ဒီမှာရောက်နေပြီလို့အကြောင်းစားပေးဖို့ပါ။ကျွန်တော်ဟာဂျာမန်တစ်ယောက်ပါ။ကျွန်တော်ကိုယ်တိုင်အချင်းစခန်းတစ်ခုမှာအချုပ်ခံခဲ့ရပါတယ်။ လီဗာနဲ့အချင်းစကန်မှာဝါအဲ့ဒီအချင်းစကန်ကကောင်းနေမြို့သမီးကပြောရင်နင်တို့ဆစ်ဖလစ်ယောဂါနဲ့တေကိုလိမ့်မယ်လို့ငါကတော့မျှော်လင့်နေ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 ပေါင်းတင်နေကညတိုင်းကိုပိုင်ပစ္စည်းနေဒီမှလာပြီးတန်းစီနေကြပြီနင်တို့ကိုပစ္စည်းမှာကင်ဆာယောဂါဖြစ်ပါစေလို့ငါကတော့အမြဲဆုတောင်းနေနင်တို့မှာကိုချင်းစာတရားမရှိကြတော့ဘူးလားဝတ်တွေရဲ့နင်တို့ဘာတွေလုပ်နေကြလဲဆိုတော့ပြင်ပြီးသတိထားကြအောင်ပါပေါ့ ငါတို့အေးစီနေပြစီအောင်နင်တို့ကောင်းတွေကငါတို့ကိုအကျဉ်းချဟာတယ်အဲ့ဒါလောက်လုံးနေရနေမလုံတော့သေးဘူးလားအားမြသေးဘူးလားပြောရင်ပြောရင်ဒေါသကြည်လာတဲ့အမျိုးသမီးဟာအတန်ကုန်ဟစ်ပြီးအော်လာတယ်တခြားမိမတွေပြေးလာနေတန်ကြတယ်ကျွန်တော်ခြံစည်းရုံးတော့မနေရတော့ဘူးပြန်ပြေးလာခဲ့တယ်အိမ်ညာတညာလုံးတက်တော်ရဲမှာပုတ်နေရတယ်ဘယ်တော့မှမလဲမသိဘူးတပင်းနေကြရမှာလှဲနေရတယ် အလင်းတွေပျောက်သွားပြီးမကြငင်လထွက်လာတယ်။လာယံဟာစောင်းပေါင်းမြူတွေဆိုင်နေတော်ပိုင်းဒေသပေါ်မှာလွှမ်းခြုံထားတယ်။မနက်မိုးလင်းတော့ကျွန်တော်တောင်ချီကိုဆင်းပြီးကျွန်တော်ဝတ်စုံကိုစက်ပြင်လောက်သောဝတ်စုံနဲ့လေးလိုက်တယ်။ပြီးတော့စခန်းကိုသွားတယ်။ဂိတ်ထရောက်တော့လက်စစ်မီဂျူတွေစစ်ဆေးဖို့လာတာလို့ပြောလိုက်တယ်။ကျွန်တော်ပြင်သစ်ကားကတော်တော်ကူညီရတာပဲ။အဆောင်တွေကရှော့ရှော့ရှူရှူပဲဝင်းခွင်းပြူတယ်။ခမည်းစင်စားကြည့်စမ်း။ကျင်းစခန်းလေးကိုဘသူကဝင်ကျင်ပါလဲ။ အေးရောလေကျွန်တော်စကားကိုသူတို့ယုံကြည်ကြတာပေါ့ကျွန်တော်တတိထားပြီးစကန်းထဲကို ဝင်ခဲ့တယ်တန်လာကြီးကအကြီးကြီးတွေပဲအထက်ကနှစ်ထန်းအထဲမှာလိုက်ကတွေချပြီးအခန်းတွေဖွဲ့ပြထားတယ်တစ်ဖက်တစ်ချက်မှာ ရှိနေတဲ့အခန်းတွေရဲ့အလေမှာလူသွားစင်ကြံလန်းရှိရင်ကျွန်တော်ရောက်သွားချိန်မှာ လိုက်ကတွေကိုဖွင့်ထားတယ်အခန်းတွေထဲမှာဘာပစ္စည်းမှမမဲရမရှိဘူးအဝေးတစ်ထည့်ဆောင်နှစ်ထည့်ဆောင် ဓာတ်ပုံလေးတစ်ပုံတစ်ပုံပို့စကတ်လေးတစ်ခုနှစ်ခုခြားထားတာချိတ်ထားတာမြင်ရတယ်ခမမောင်ဖြစ်နေရဲ့တန်လျင်စင်ကြလန်းတိုင်းကျွန်တော်လျှောက်လာခဲ့အလုလုံးနေရဲ့မိမတွေက အလုတ်ကိုရက်ပြီးကျွန်တော်ကိုဝိုင်းကြည့်နေကြတယ်တရင်လားမိမတယောက်ကလှမ်းမေးဟုတ်တယ်ဟယ်လင်လို့ခေါ်တဲ့မျိုးသမီးတွေတရင်ပါဟယ်လင်ဘောမန်လို့ခေါ်ရီအမျိုးသမီးလေးဘေးကမိမတရားကျွန်တော်နားကပ်လာတယ် ဟိုကောင်မမဟုတ်လားစခန်းမှာတာဝန်ကြနေရနာစီခွေးမလေးဟိုဆရာဝန်ကောင်နဲ့ကမြင်နေတယ်မိမရှင်မပေါ့ဟဲလင်းကနာစီမဟုတ်ပါဘူးကျွန်တော်ကပြောရင်စတိုခန်းမှာတာဝန်ကြတာဒီကောင်မပဲရှိရင်ပထမမိမကဝင်ပြောရင်သူ့နာမည်ကဟဲလင်းလို့ထင်တာပဲစခန်းမှာနာစီပါတီဝင်တွေရှိနေလားကျွန်တော်ကမေးတိတ်ရှိရပါဘော စခန်းတစ်ခုလုံးရောနှောနေရပြီအခုဂျာမန်တွေဘယ်ရောက်နေကြလဲကျွန်တော်တို့တရားမှမမြင်သေးဘူးစစ်မရှင်တစ်ဖွဲ့ဒီကိုလာနေပြီလို့ပြောနေကြတယ်အဲ့ဒီတရင်ကရှင်းမကြားခဲ့ဘူးလားမကြားခဲ့ဘူးစစ်မရှင်လာမှာကအချင်းစခန်းထဲရောက်နေတဲ့နာစီတွေကိုခေါ်ထုတ်ဖို့တယ်ဒါပေမဲ့ဂက်စတာဘိုဘလိတ်တွေလာမယ်ဆိုတဲ့တရင်ကမကောင်းဘူးရှင်ကအဲ့ဒီတရင်မကြားဘူးလားဟင်မကြားဘူး ချို့ကပြောတော့တိမ့်ပိုက်မထားတဲ့နေမျိုးတွေကိုဂျာမနီကဝင်းမဆွတ်ဘူးတဲ့ဒီစကားရီယာဂျာမနီကိုသဘောကျလို့ပြောတဲ့စကားနဲ့တူတယ်ရှင်ကဘာသတင်းမှမကြားခဲ့ဘူးလားကောလာဟာလာရီတော့ကြားနေရပြီဟဲလင်းတို့သတင်းဆိုတော့ကောဘသူစီလာတဲ့သတင်းလဲကျွန်တော်ရုတ်တရက်မပြောရဘူးခဏလောက်ချိန်ဆနေမိသေးတယ်သူ့ယောက်ျားစီကသူ့ယောက်ျားကလွတ်သွားပြီ။ ဒုတိယမိမကရေသူ့မှာအန်အန်းသင်းစာတခုပါလာတယ်ပေါ့လေကျွန်တော်စတိုကန်ကို သွားလို့ရမလားဘာဖြစ်လို့မရမှာလဲတိတ်ရတာပေါ့ရှင်ပြင်သစ်လူမျိုးမဟုတ်လားကျွန်တော်ကပြင်သစ်ရှေ့မြောက်ပိုင်းက LB နေသား Elsa ရှင်တယောက်ပါဘာလဲရှင်ကြောက်နေသလားဒုတိယမိမကမေးဘာဖြစ်လို့ရှင်ကြောက်နေရလဲလှုပ်ဝဲစာတခုခုများရှိနေလို့လား ဒီခေတ်ကြီးရဲ့မှာမကြောက်တဲ့လူဘယ်သူရှိမလဲဗျာဒုတိယမိမကကျွန်တော်ကိုမယုံသင်တာဖြစ်နေမျက်နှာထောင်နေကြည်နေကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ကပြောပြီးစတိုကန်ပဲမလေးပထမမိမက စတိုကန်ကိုညွန်နေကျွန်တော်စင်းချန်လန်တိုင်းရှောက်လာခဲ့တယ်တစ်ဖက်တစ်ချက်အခန်းတွေက မိမတွေပြွတ်ပြွတ်နေကြည်နေ မိမတိုင်းမိတပီကို ရောက်သွားတဲ့လူလူဖြစ်နေအိမ်နောက်တော့ကျွန်တော်တန်လာပြင်မဲ့ကိုရောက်လာတယ်ပပက်လေးမှာနေအောင်ကြီးတွေလင်းလက်နေကျွန်တော်စိတ်ထင်မှာတော့တမျိုးဖြစ်နေရပြီဟယ်လင်နဲ့ပတ်သက်လို့တစ္ဆာဆောင်သူမှုကိစ္စကိုကျွန်တော်လုံးဝမစင်စားခဲ့မိဘူးကျွန်တော်တွေ့ခဲ့တာက သူ့အသက်နဲ့ကို မြင်နေဖို့ဆိုတဲ့အချက်တစ်ချက်သေးပဲကျွန်တော်စတိုကန်ဘက်ကိုထွက်လာခဲ့ မျက်နှာဖြူရော်ရော်စပင်းနီနီနဲ့မိမတယောက်ကောင်တာမှာယက်နေအချင်းသမားတို့ကိုဈေးရောက်နေရရှင်ကဘာလို့ကျွန်တော်လဲကျွန်တော်ကိုစီပြီးမေးကျွန်တော်ကခေါင်းတစ်ချက်ဆက်ပြီးတနည်းအားကိုပြတယ်အပြင်ကိုခဏလောက်လာဖို့ခေါ်လိုက်တဲ့သဘောပေါ့သူကမချပါဘူး၅မိနစ်လောက်ပါအကောင်လားအဆိုးလားလို့မေးရင် ။တရင်ကားလားတရင်ဆိုလားလို့မေကွန်ကျွန်တော်နားလည်လိုက်တယ်။ကျွန်တော်ကပခုံးလေးကိုတွန့်ပြီးအကောင်းပါလို့ပြေးလိုက်တယ်။ပြီးတော့အပြင်ကိုထွက်လာလိုက်တယ်။နောက်ခဏနေလောက်တော့အမျိုးသမီးထွက်လာတယ်။ကျမတို့သတိတော့ထားဖို့လိုရဲ့နော်။တရင်ကဘသူတွက်လဲ။ဟဲလင်ပေါ်မန်တော့ပါ။သူဒီမှာရှိရမဟုတ်လား။ဘာကြောင့်လဲ။ကျွန်တော်ကသူ့မိကုံးကိုမဖြေဘူး။ သူဒီစတိုမှာအလုပ်လုပ်နေမဟုတ်လားရှင်ဘာလုပ်ချင်လို့လဲမြို့သမီးကပြန်ပြီးတရင်လိုချင်လို့လားဘသူတို့လေရှင်လက်ဆက်လုပ်သမားလားတရင်လိုချင်တာကသူ့ယောက်ျားအတွက်ပါကျွန်တော်ကပြန်ပြောရင်မကြသေးခင်က လူတယောက်လာဦးရင်မြို့သမီးကယွန်ရှာဆက်ဆုပ်တဲ့လေတဲ့နေပြောရင်ဒီမိကုန်မဲ့မီးရင်ဟင်လည်းတော့မဟုတ်ဘူးတခြားမိမတရား နောက်သုံးရက်ကြတော့အဲ့ဒီမိမစီနောက်တယောက်ရောက်လာပြန်တယ်။အပြေမှန်ပါရီဖြစ်နေရဆိုတော့ကျမတို့စီသတင်းပို့ပေးပါမယ်လို့ခရီးပေးပြီးထွက်သွားလိုက်တာ။နောက်ထပ်ဘာသတင်းမှမကြတော့ဘူး။ရှင်ဟာလက်စစ်လုံမတယောက်တော့မဟုတ်နိုင်ဘူး။ကျွန်တော်ကဟယ်လင်းယောက်ကြပါ။ကျွန်တော်ကပြောရင်ကျမကဂရီတာကပို့ပေးအမျိုးသမီးကပြန်ပြောရင်ဟယ်လင်းဘောမန်ကြောင့်လာလာပြီးမိရဲ့လူတွေကတော့အများကြီးပဲ။လူထုလူစံနေကြီးပဲ။ ရှင်အမန်တိုင်းသိကျင်သလားဟယ်လင်ဘောမန်ကတေးပြီသူ့တည်သွားလို့မြင်းမြုပ်ပြီးအားသတင်းနှစ်ပတ်တောင်ရှိသွားပြီအဲ့ဒါကအမှန်ပဲကျမထင်ပါတယ်ရှင်စီမာပြင်လောကသတင်းတွေတော့ပါလာမှာပါသူ့တည်ပြီဟုတ်လားဟုတ်တယ်တေးပြီကဲရှင်ပြန်တော့ကျမကိုမနှောက်ရှင်းနေတော့သူမသေးပါဘူးတန်လျားရဲကမိမကတော့တည်ရဲလို့မပြောလိုက်ဘူး တန်းလေးရဲကကောင်မတွေကပေါက်ခဲ့ပြောနေရင်မိမစားရရရှင်ကျွန်တော်ကစပီလီနီနဲ့မိမောက်ကိုစိုက်ကြည့်နေမြင်ခမားစားတစားလောက်တော့ပို့ပေးနိုင်တယ်မဟုတ်လားကျွန်တော်အခုပြန်မယ်ဒါပေမဲ့စားတစားတော့ထားခဲ့ပြစီဘာပြုတ်လို့ထားခဲ့မှာလဲစားစောင်းထားခဲ့တဲ့ကိစ္စကဘသူကိုမှမထိခိုက်ပါဘူးဗျာစားစောင်းရေးကိုခဲရနေပါလိတော့ရောင်းနိုင်တယ်မဟုတ်လားဟောဟိုဘက်ကစပွဲမှာစက်ကူနေခဲ့ရန်ရှိရင် ဒါပေမဲ့တည်သွားတဲ့မိမတယောက်စီ စာရေးထားခဲ့လို့အကြောင်းထူလာမနေလားကျွန်တော်စာရွက်တရက်ယူပြီးစာရေးဟဲ့လင်မောင်ဒီကိုရောက်လာတယ်ခြံစည်းအုပ်ပြင်မှာနေဒီညလာခဲ့ပါမောင်ဆောင်နေမယ်ကျွန်တော်စာကိုမပိတ်တော့ဘူးစာကိုမြို့သမီးစီလှမ်းပေးပြီးဒါလို့တော့သူ့ကို ပြေးပြေးပါ လို့မြစ်တရခံနေသူကစာကိုမယူဘူး ီနေ့ကဘာပေါ်မှာယူရည်သိများရဲလို့ပြောတယ်ခမားပေးပေးမလားမပေးဘူးလားပေးမလားမပေးဘူးလားကျွန်တော်စာကိုထိုးပေးတယ်သူကဖြတ်ခနဲ့ယူပြီးဖတ်ကြည့်ဘယ်လိုလဲပေးမလားမပေးဘူးလားမပေးဘူးကျွန်တော်ကစာကိုစပွဲဝချဟားလိုက်တယ်ခမားဒီစာကိုစုတ်မပြင်းနဲ့သူကဘာမှပြန်ပြောဘူးဒီစာကိုကြုံမိမစီမရအောင် ဂျားကနေပြီးခမားတခုခုလို့ရင်ကျုပ်ပြန်လာပြီးခမားကိုတက်မယ်။ဒါပဲလား။သူကမေးပြီးကျွန်တော်မျက်နှာကိုဆူဆူရဲရဲစိုက်ကြည့်နေ။ကျွန်တော်ဟာခေါင်းချက်ရမ်းပြီးတကားပဲရှောက်လာတယ်။ပြီးမှနောက်ကိုပြန်လဲပြီးထက်မေး။ဟဲလင်ဒီမမရှိဘူးလားသူကတော့ဘာတခုံးမှမပြောဘူးကျုပ်စခန်းထဲမှာ၁၀မိနစ်လောက်နေဦးမေကျုပ်ဒီကိုတစ်ခေါက်ပြန်လာပြီးထပ်မေးဦးမေ